မင်္ဂလာပါကျွန်တော်တို့ပြန်ဆောင်ကြပြန်ပြီဒီနေ့မှာတော့တေးရပြန်တို့ရဲ့ annual key အပိုင်း၅ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စာရေးသူကတော့ဆရာဖို့ကျော်ဖြစ်ပါတယ်။နားဆင်ကြပါစို့နော်။တေးရပြန်တို့ရဲ့ annual key အပိုင်း၅အခန်း၅တညာလုံးမိုးရွာလိုက်လေးတိုက်လိုက်နဲ့ဖြစ်နေရမိုးလင်းပိုင်းမှာမိုးဆဲသွားသည် လေကမူပြက်တောင်းပြက်တောင်းတိုက်နေတော့ မိုးဆင်းရင်လင်းဆင်းမှာပဲဟုဦးကျော်ဆန်းကပြောသည်သူတို့ကြားပေါ်မှာနှိုင်းလုံးကြီးများပေါ်စီးမျောနေပါသဖြင့်ရခင်ကြောက်ရှာထားတော့ပိုက်ွက်ကနက်တိုင်းမှာရှိတုံးကလို့ကစုံပေါက်ခုံမနေတော့နေအောင်ကြီးကိုလုံးဝမမြင်ရတော့လဲဆွဲမော်တော်တစင်းသူတို့ရှိအားကိုဥတီလာနေသည်ကိုလှမ်းမြင်ကြရသည်အလုံးဝန်တာအာယာနှင့်မတက်ထရပြီဟေးဟေးဦးအော်မိလိုက်ကြသည်ချင်းဝင်း ထင်းဝင်းတို့ဒီမှာကွဦးစိန်မြရေကျုပ်တို့ဖောင်ဒီမှာပြောဒီမှာဒီမှာဘသူမှမကြားနိုင်မှန်သိတော့လေဝန်တာအာရအော်လှမ်းအော်ခေါ်ကြသည်မော်တော်ကလည်းသူတို့ဖောင်ကိုမြင်ရသဖြင့်စက်ကုံဖွင့်မောင်းလာ၏ဘေကမော်တော်လဲပြုတ်ဦးစိန်မြမော်တော်မဟုတ်မှန်းသိသဖြင့်ဦးကျော်စံကလှမ်းမေးသည် ကရုံကဏီကပါကျုပ်တို့လည်းဖောင်ပြောက်လိုက်ရှာနေတယ်ခမရတို့ကဘဲကလည်းကျုပ်တို့ဥစိန်မြာဖောင်ကပါကျုပ်တို့ကိုလည်းကဲပါအောင်မော်တော်ကမူသူတို့ဖောင်နာတိတ်မကက်ခက်ခွာခွာကလှမ်းပြောသည်ခမရတို့မော်တော်လည်းရောက်လာပါလိမ့်မယ်လင်းငိမ်သွားပြီပဲစွရင်စရာမရှိတော့ပါဘူးဖောင်ပြောက်လိုက်ရှာနေကြတဲ့မော်တော်ရင်းနောက်မှာအားကြီးပဲကျုပ်တို့လည်းခမရတို့ကိုခေါ်မတော်နိုင်သေးဘူးကျုပ်တို့ဖောင်ပြောက်တွေလိုက်ရှာနေကြတယ်တွေးကြည့်ရင်တော့ဟုတ်ပေသည် သူတို့မှလည်းသူတို့ဖောင်ပြောက်လိုက်ရှာနေကြသူများဖြစ်ရာကြားပိုက်နဲ့ဖောင်ပေါ်ကပစ္စည်းများကို မော်တော်ပေါ်တင်နေရရင်အချိန်ကနိုင်ဝက်ခန့်ကြာသွားနိုင်သည်သူတို့သည်ဥကျော်ဝင်းတို့ဖောင်မှလူများကိုစောင့်ခေါ်ရင်အချိန်မရကြသူတို့ကြားဖောင်များမုံတိုင်းနဲ့ပင်လယ်နဲ့ထဲပါမသွားရအောင်အချိန်မီတွေ့နိုင်ရန်အရေးကြီးနေပေသည်ဥစိန်များတို့မော်တော်ရောဗျမတွေ့ခဲ့မိဘူးလားဂျီဟန်၏အလောတကြီးအမေကိုဘယ်သိမလဲဟုတော့မပြော လာပါလိမ့်မယ်ဒီပိုက်ကွက်တဝိုက်မှာမော်တော်ရီအများကြီးပါဟူတာဝစ်ဂျီတန်းဂျီပြောထားခဲ့ပြီးတောင်ဘက်ကိုမောင်းထွက်သွား၏လေပြင်းမုန်တိုင်းကမူပင်လယ်ပြင်တွင်တစ်ချက်တစ်ချက်ထန်စဉ်သို့တော်အေးမကြီးမော်တော်သမားတွေစကားအယမူဆွဲမော်တော်တွေကပဝင်းကျင်တွင် ရှိနေကြသည် ရှားနေကြသည်ဆိုသဖြင့်စိတ်အေးသွားကြသည်ပြီးတော့ဒီပိုက်ကွက်တဝိုင်းမှာဟူသောစကားကပင်လယ်နဲ့ထဲသူတို့ဖောင်ရောက်မသွားသေးဘူးဆိုတာသင်ကြသည် မိုးရဲလေတဲ့မုန်တိုင်းထဲ၌ပင်ညမနက်စာသမင်းကိုတခါတည်းရှက်ပြီးမနက်စာစားကြသည်အိတ်စင်ထဲဝင်ကစိလေးရေစိုးတွေကိုမိခင်ဖွာရင်ဥစိတ်များတို့ဆွဲမော်တော်အလာကိုဆောင်မြော်နေကြ၏နေ့လေတနားရီလောက်တွင်လေပြင်းကြွေပင်လယ်နက်ထဲမှဝင်လာသောငကွရှက်ပိုက်လေတစင်းကိုမြင်ကြရပြန်သည်လုံကြီးအင်ဂျီတွေကိုလှုပ်ရမ်းပြပြီးအော်ခေါ်ကြ၏ငကွရှက်လေကအနာကက်လာသည်ခမရတို့လူတွေလိုက်ရှင်တက်လိုက်ခဲ့ကြခမရတို့ပိုက်ကြီးတွေတော့ကြုံမတင်နိုင်ဘူး ခမရတို့မြင်တဲ့အတိုင်းပဲဝင်းနဲ့အာမမြရင်မုံတိုင်းနဲ့ကျုပ်လေးမြုပ်သွားလိမ့်မယ်။ငကုန်းချက်လေဦးစီးကမာရီကြောရီပင်ပြော၏။ဂျီဟန်နဲ့မြှရွှေတို့ကတက်လိုက်ရန်ဆွဲကြိုးကင်ကြတော့အခါဥကျော်ဆန်ကမတိမသားလက်တို့သည်၄၅တောင်းထံပိုက်ကိုလူယူခြင်း၍အကွက်လာဆင်သူများလားဟုသောအတွေ့ကိုဥကျော်ဝင်းကလည်းတွေးမိသွားပုံရ၏။လူကြီးတက်တက်လိုက်သွားကြပြီးပိုက်နှဖုံးတွင်ပစ္စည်းပစ္စည်းရတွေကိုထားပစ်ခဲ့ကြရမှာသူတို့အနေနဲ့ကဝင်လင်းစရာပဲ။ ငွေ၄-၅000တန်သောကြားပိုက်တွေကိုဖောင်ပေါ်ပြထားခဲ့ကြပြီးလူကြီးသက်သက်ကိုလိုယုံလာကြသောသူတို့အားပိုင်သကြီးကလည်းညှဉ်းညင်းပြီးနာမည်လဲပြက်မိတသက်လုံးမြည်သည့်ပိုင်သကြီးကမျှသူတို့ကိုယုံကြည်ကြတော့မည်မဟုတ်ဒီအတိုင်းမျောနေလေသူတို့မော်တော်သည်လဲသူတို့ကိုလိုက်ရှာနေပေလိမ့်မည်အပြောကျဲသောပင်လေပြင်းတွင်မုန်တိုင်းကြနေ၍သာယခုထိရှာမတွေ့တော့လဲမကြခင်မိမိမော်တော်လဲရောက်လာနိုင်သေးသည်မဟုတ်ပါလား ဥကျော်ဇန်နဲ့ဥကျော်ဝင်းတို့တိုင်ပင်ဆုံးဖြတ်ချက်အရာငကုန်းချက်လေးနဲ့လိုက်မသွားဖြစ်ကြပင်လယ်နဲ့ထဲမှာမုံတိုင်းတိတ်ထန်နေတယ်နော်ကိုပစ္စည်းလည်းမဟုတ်ဖဲနဲ့ခမရတို့ဗျာဘာလို့ဒီပိုက်တွေတန်ရုံးစင်ကြီးနေကြလဲထားခဲ့ကြစမ်းပါအဖိုးကြီးတယောက်ကအော်ပြောဒီကိုလည်းဥကျော်ဝင်းနဲ့ဥကျော်ဆန်တို့မှတန်တရားနဲ့နောက်တယောက်ကလည်းဟုတ်တယ်ဗျို့ကျိုးတို့ကအလို့သမားချင်းကိုချင်းစာလို့ပြောတာပိုက်တွေကိုထားခဲ့ကြပါမုံတိုင်းကပိုပြင်းလာမယ်နော်ကျိုးတို့ကပင်လယ်နဲ့ထဲကဝင်ပြေးလာကြတာ ခမရတို့ဒုက္ခရောက်လိမ့်မယ်။ပစ္စည်းကိုမမတ်ကြပါနဲ့။အသက်ထက်တန်ဖိုးရှိတာလောကမှာဘာရှိလဲဗျာ။ငကောရှက်လီကလူတွေဘလို့ပဲပြောပြောသူတို့မှာဥစိန်မြအပိုင်းပစ္စည်းကိုမိမိပစ္စည်းပမာသဘောထားကအသက်ဆုံးပြီးကြားဖောင်နဲ့ပင်လေတဲ့ဇွဲခတ်နေလိုက်ကြ၏။ကြောက်ရွံ့ထိတ်လန့်နေကြသောជីဟန်နဲ့မြရွှေတို့ကအတင်းလိုက်သွားမိဟုလုံနေသည်ကိုဥကျော်ဇန်နဲ့ဥကျော်ဝင်းတို့ကဖြောင်းဖြားထားသည်။ သွားစားပါစီကွာမကြခင်တို့ဆွေးမော်တော်လဲရောက်လာတော့မှာပါဟုဥကျော်ဆိုင်အပြောကိုမြရွှေကယုံကြည်သွားသည်အင်လူကြီးမှာပင်လယ်ပြင်တဘာဝကိုနှောကျင်နေသူဖြစ်သဖြင့်ဥစိန်မြမော်တော်မိုးမလျှောက်ခင်ရောက်လာလိမ့်မည်ဟုထင်သွားသည်ဂျီဟန်ကတော့တိတ်ကျေနပ်ပုံမရတော်တော်မိုက်တဲ့သူတွေပဲဟုငကွန်းရှက်လှေမလူတွေကမှတ်ရှက်ရှာပြီးထွက်ခွာသွားကြလေသည်မိုးသာဆုံးဆုံးရှုပ်သွား၏သူတို့မျောလင်းထားသောဥစိန်မြ ాయి မော်တော်ကိုကအရေးအယောင်မြပဲမမြင်ရသေး ငကုတ်ရှက်လေးကလူတွေပြောသွားသလိုမုံတိုင်းကြီးမှာပင်လယ်ပြင်တွင်ကြမ်းထန်လာပြန်သည်မုံတိုင်းညကိုတော့လွန်မြောက်သွားပြီးမုံတိုင်းတိုက်သွားသောပင်လယ်ပြင်တွင်မိုးသားတိတ်တိုက်ဆို၍တစ်ခွက်တစ်ဆကိုပဲမမြင်ရတော့ပဂတိပြာလွင်ကြည်တက်နေသည်နေဝန်နီနီကလည်းအရှိတ်ရေပြင်မှာအဆူဆူရှက်ရှက်ပေါ်ထွက်လာပြီ။သို့တော့သူတို့အာ ကဲမခွန်ငင်မြီဥစီမြောက်ဆွဲမော်တော်မှာယခုထိပေါ်မလာသေးမျောကြတော့မင်းဂျီဟန်ကဘာကိုတရိယသည်မသိရုတ်တရက်ထရလိုက်ပြီး နေထွက်လာတော့အရှိဘက်ကိုငေးကြည့်ကဟိတ်ကောင်များရွှေဟော့ဟုံမှာနေဝင်တော့မင်းကြည်စမ်းလှလိုက်တာဟုဆိုသည်အီလိုနေဝင်နီနီကိုမမြင်ရသည်မှာနှစ်ရက်သုံးရက်ရှိသွားပြီဖြစ်သဖြင့် မြရွှေဤမျက်စိထဲမှာလည်းနေဝင်းကအလွန်လှနေသည်သမုတ်တရားပင်လေတဲ့ချားဖောင်နဲ့မျောပါနေကြရတော့လေနေဝင်းနီနီကိုမြင်ရတော့အခါလူတွေမှာတရင်ကတော့ပျော်ရွှင်ဝမ်းသာသွားကြသည်အလေးရောင်ကြောင့်အားလဲတက်သွားကြသည်ကိုကြီးဟန်အဲ့ဒါနေထွက်လာတာဗျအနောက်ဘက်မဟုတ်ဘူးအရှိတ်ဟုအော်ပြောလိုက်သည်ကြီးဟန်ကမြရွှေကိုကြည့်ပြီးအဟဲ့ဟုတစ်ချက်ရည်သည်ဦးလေးဦးကျော်ဇန်ရဲ့ဒီဘက်လာမနီကမစိုးပါဘူးကွခုမှအစွမ်းပြရတော့တာကို မင်းအရှိအနောက်တောင်မြောင်မှန်းတည်သွားပြီပဲနောက်ထပ်မျက်စိမလဲစီနဲ့တော့နော်ဦးလေးဦးကျော်ဆံမှာနောက်ထပ်ပကန်းခေတ်ကအရေးကြီးတွေကျင့်တဲ့ရင်ငုံမီလုံးဒုံခုံစဲခတ်ဆိုတဲ့ကျင့်နည်းတွေရှိသေးတယ်ဦးကျော်ဆံကိုစသည်ဦးကျော်ဆံကမူဤတခါကြီးဟန်ဤစကားကိုဘာမှပြန်မပြောငါလဲစင်တိုင်းကိုမိကဆေးတံခဲ၍ပြုံးနေ၏ငါးစိမ့်ပစုံစိမ့်တွေမှာပုတ်စော်နန်းလာသဖြင့်နေပူးလင်းအလျှောက်လှမ်းရန်တမန်လုံးပြင်ဆင်ကြသည်ပင်လေပြာတွင်တစ်နေ့လုံးနေရှိရှိတောက်ပူနေ၏ သို့တော့သူတို့ကိုကဲမမီဥစိတ်များဤဆွဲမော်တော်ကအရေးအယောင်မျှပဲမမြင်ကြရသေး။တနေ့ဝင်သွားပြန်ဤဆွဲမော်တော်ကပေါ်မလား။နောက်တနေ့မှလည်းနေပူသည်။ညနေမိုးချုံစမှာတော့မြရွှေပြောသလိုတိမ်ခွတ်လာပြန်သည်။လျှင်စစ်တစ်ဖက်ဖက်လက်နေသည်ကိုအနောက်မိုးကုတ်ဆောက်ဝိုင်းတွင်မြင်နေရ၏။ညမှာမိုးမြရွာလိမ့်မလားဟူသောဆိုရင်တော်ကားစိမ့်နှင့်လှမ်းထားသောငါးပစုံများကိုရုပ်ထားကြသည်။မိုးရွာရင်တောက်ရီဖြည့်ထားရမယ်ဟုဦးကျော်ဆန်းကပြောသည်။ သို့တော့သူတို့ထင်းသလိုမိုးကတော့ရွာမလားမိုးချိန်တန်လုံးလိုကြားရသဖြင့်မိုးများရွာလေမလားမုံတိုင်းများကြလာပြန်ဦးမလားဟူသောဆိုရင်စိတ်နှင့်ဖောင်ရှိထွက်ကြည့်သောမြရွှေ၏အထိတ်လန့်အော်သံကိုကြားလိုက်ကြရသည်ဦးလေးဦးကြော့ဆန်းဘာကြီးလဲမသိဘူးဘာကြီးလဲမသိဘူးဗျဘာကြီးလဲမသိဘူးမြရွှေ၏အော်လိုက်တန်ကြောင်အားလုံးအိတ်ဆင်ထဲမှပြေးထွက်လာကြ၏ဦးကြော့ဆန်းကဘာလဲကွဘယ်မှာလဲဟူအရေးတကြီးမေး၏ဦးကြော့ဆန်း၏စကားမဆုံးပါပဲစိတ်သက်ကြနေသူကြီးဟန်က ဟုတ်တယ်ဗျတေးရဲ့တေးရဲ့ဟုအတန်နှကြီးနဲ့អော်လိုက်ဤအားလုံးမှာအကြီးအကျယ်တုံလို့ချောက်ရှားသွားကြသည်တပိတ်လုံးပမာဏခန့်ရှိသောမီးလုံးကြီးတစ်လုံးသည်ငါလန်းစင်ပေါ်ရှိတိုင်တိုင်းဤထိတ်တွင်လာကပ်နေသည်ဟင်ဦးလေးတေးရဲ့ဗျတေးရဲ့မီးမင်းအပအသေးရမလားဒါပင်လယ်မီးဆုံးကွာပင်လယ်မီးဆုံးဘာမှကြောက်စရာမလိုဘူးဦးကျော်ဆန်ကမြရွှေကိုအောင်ငေါက်ပြလိုက်မှဦးကျော်ဝင်းကလည်းရခင်ကနောင်တော့နောင်တော်များပြောပြဖူးသောပင်လယ်မီးဆုံးအကြောင်းသတိရသွားသည် ပင်လယ်မိစုံများသည်ပင်လယ်သွားလှေများပေါ်ကိုဤသို့ပင်ဆွဲကက်ကြားရောက်တတ်သည်ဟုဆိုသည်ဆွဲကက်တတ်သောမိလုံးများမှာအရွယ်အစပမာဏချင်းမတူကြကျေတကွန်ပမာဏတပိတ်လုံးပမာဏပင်ရှိတတ်ကြသည်ဟုဆိုသည်ပရမဟုစွာမိတလုံးဆွဲကက်လာသည်နှင့်တပြိုင်နက်လှေဆိုလင်ရွက်များကိုရုတ်သိမ်းပြီးလှေဦးနှင့်ရွက်တိုင်အရင်းကိုကျင်ငယ်ရည်နှင့်ပန်းချင်းရောက်မှနှင့်လက်ပြန်ရိုက်ရှင်ကြောက်ဖြုံသည့်လှေပေါ်ပါလင်ကြောက်ဖြုံသည့်ကိုဓာနှင့်လက်ပြန်ပိုင်းဖြတ်ရှင် စလောင်းဖုံနှစ်ချက်ကိုလင်ကွင်းကဲသို့တီးခြင်းငပိနှင့်ငေယူသည့်၆မြောင်းကိုရွက်တိုင်ရင်း၌မိဖို့ပြီးအငွေ့လို့ရှင်စသည်တို့ကိုပြုလုပ်ကြရသည်ဆိုသည်ယခုသူတို့မှာကြောက်ဖြုံသည်လည်းမပါမိဖို့မှာလည်းမိမရှိသဖြင့်ငါးလန်းစင်တိုင်းကိုဥကျော်ဝင်ကပြေးပြီးသေးနဲ့ပန်းသည်သို့တော့တခါမျှမတွေ့ဘူးမကြုံဘူးသဖြင့်ကြောက်ရွံ့ပြီးသေးကမထွက်လာထိုအခါမိဖို့ကြောင့်နဲ့ပြေးဝင်သွားပြီးဒဟုံးဖုံနှစ်ချက်ကို ဆွဲထုတ်လာကလကွင်းတီးသည်ဂျန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 ် သို့တော့ငါးလန်းစင်တိုင်းထိတ်တွင်းဆွဲကန့်နေသောပင်လယ်မီစုံမှကွယ်ပြောက်မသွားဒတိုင်းမှဒတိုင်းတို့သာခုန်ကူးသွား၏။ဦးကျော်ဆန်ကဖောင်ထိုးဝါးလုံးနှင့်ဆွဲကန့်နေသောမီစုံကိုတအားရိုက်ရှာလိုက်သည်။ဦးကျော်ဆန်ရိုက်ထည့်လိုက်မှမိလုံးသည်တလုံးကနှလုံးဖြစ်သွားပြီးငါးလန်းစင်တိုင်းတွေပေါ်ဟိုပြေးဒီပြေးနဲ့ခုန်ကူပြေးကပ်လာပြန်၏။ဂျီဟန်နဲ့မြရွှေတို့မှဘာမှမလုံးဝင်းကြတော့ပဲတေးပြတေးဟုသာအော်ပြီးဖောင်ကြမ်းခင်းပြင်ပေါ်ထခုန်နေကြသည်။ ဥကျော်ဝင်းကမှဥကျော်ဆန်လို့တလို့ထိုးဝါတလုံးနဲ့ငါလန်းစင်မော်ရင်ခုံဆွားကုံဆွား၆ပြင်းနေသောမီလုံးစိမ့်ပြပြနှလုံးကိုလိုက်ရိုက်ရှာနေသည်မီလုံး၏အယောင်မှာမိကြီးခဲလို့ရဲရဲနေနေမဟုတ် မာဂျူရီမီလုံးကိုစိမ့်ပြနေသည်ထိုကြောင့်လည်းကြောင်ယုံထိတ်လန့်ပြီးခေါင်ချန်းခင်းပြင်ပေါ်တွင်ခုံပေါက်ကစောက်တီးရမရဖြစ်နေကြသောជីဟန်နှင့်မြရွှေတို့အားဦးကျော်ဆန်ကတရေမီမဟုတ်ပါဘူးကွာပင်လယ်မီးစုံတွေပါတရေမီးဆိုရဲရဲနေနေမှာပေါ့ ဘာမှမကြောက်ကြနဲ့မြင်မြန်သာရိုက်ရှာပါဟမြင်မြန်ရိုက်ကြစမ်းမှာမအေးဘေးတွေရဲ့ဟုဆဲဆို၍ဩပြော၏ထိုအခါမှာမြရွှေနှင့်ជីဟန်တို့မှငါးလန်းစင်ပေါ်မှရရဝလုံးကိုဆလတ်ဆွဲပြီးပင်လေမီးစုံတွေကိုဝိုင်းရိုက်ကြသည်တို့တော့ဂျီဟန်မာဝလုံးကိုရုပ်ရှိပြန်ချလိုက်ပြီးသူကြဘူးနာဝါနဲ့အိတ်စင်ဘက်ပြေးသွားကဓာဆွဲထုတ်လာ၏သူဤကြဘူးနာဝါအရာဆိုရင်ပင်လယ်ပြင်၌တွာလာနေကြသောဆက်လီများပေါ်ကိုဤတို့ပင်လယ်မီးစုံများကြလာပြီဆိုရင် လူတွေမှာအားလုံးအင်ကြီးရှုပ်ပြီးလက်မောင်းနှစ်ဖက်စလုံးတွင် ထုံးပြူတုတ်ထားရသည်ဆို၏ရင်းတို့ထုံးပြူတုတ်ထားရခြင်းမှာပင်လယ်မီးဆုံးကြချိန်၌နာနာဘဝများသည်လူရောင်ဆောင်ကလေပေါ်တက်လာကြသည်ထို့သို့တက်လာသောနာနာဘဝများကိုဓာတ်နှင့်ခုတ်ချရသည် ထုံးပြူတုတ်၍အမှတ်အသားပြုထားရခြင်းမှာ လေပေါ်ပြေးတက်လာသော နာနာဘဝနှင့်လူလေသားတို့မမအောင်ဖြစ်သည်ဟုဆိုသည် ယခုသူတို့မှထုံးလဲမပါမိတို့လုံးရမည်နီဤအတွေ့အကြုံမင်းဂျီဟန်ဒီအိတ်စင်အောက်တွင်ထိုးထားသောငါးခွဲသားကိုပြေးယူလာခြင်းဖြစ်သည်ဟဲ့ကောင်ဟဲ့ကောင်ဂျီဟန်မင်းဒါဘာလို့မှလဲမိဆုံတွေကိုဘလုံးနဲ့ရိုက်ရှာပါဆိုမကြဘူးလားလေးလေးအေးဖောင်းမကိုဟိုဟိုအကောင်တွေတက်လာရင်ခုတ်ချမလို့အကိုကြီးဓာတ်နဲ့ခုတ်ချမလို့ဦးကျော်ဝင်းဤစကားကိုဂျီဟန်ကပြန်အော်ပြော၏ဂျီဟန်ဤစကားကြောင့်ဦးကျော်ဆန်းနှင့်အတူမိလုံးတွေကိုလိုက်ရိုက်နေသောမြရွှေက ဟင်ကိုကြီးဟန်ဘာကောင်တွေလဲဗျဘာကောင်တွေတက်လာကြပြီလဲအီးဘယ်မှာလဲဗျဘယ်မှာလဲဟုအော်မေးကမိလုံးတွေကို လိုက်ရိုက်နေရမှဖောင်းဥဖက်ကြီးဟန်ရှိရာပြေးလာသည်ကြီးဟန်ငါမာတာမင်းပါစပိတ်ထားစမ်းဦးကျော်စံကအတွေ့အကြုံနေပါပြီစိတ်ထဲကြနေတော်မြရွှေမှာကြောက်ကြောက်ရွရွနဲ့ရေထဲမြခုန်ချသွားလိမ့်ပြီလားဟူသောစိုးရင်စိမ့်နဲ့ကြီးဟန်ကိုမအေးနှမဆဲတော်ဤ ဦးကျော်စံလှမ်းစဲမှဂျီဟန်ကလည်းမြရွှေကြီးအခြေအနေကိုရိပ်မိသွားကဘာကောင်တွေရမှာလဲကွမီးစုံတွေလေပင်လယ်မီးစုံတွေဒုတ်နဲ့ရိုက်လို့မရရင်ဓာတ်နဲ့ခုတ်မလို့ဖဲစမ်းဟုအော်ကမီးစုံကတ်နေတော့ငါးလမ်းစင်တိုင်းတိုင်းကိုတစ်ချက်သေးနဲ့ခုတ်ပိုင်းရှာလိုက်၏ ဂျီဟန်ဒါနဲ့ခုတ်ပိုင်းချလိုက်သောအခါတိုင်ထိတ်တွင်ဆွဲကပ်နေသောမီးလုံးတစ်လုံးမှာတိုင်နှင့်အတူရေးတဲကြသောဤထိုပင်လယ်မီးစုံကြီးရေးတဲကြသောသည်နှင့်တပြိုင်တည်းမိုးချုံတန်ကဲ့သို့ပောက်ကွဲတန်တစ်ခုမြည်ဟီးသွားကမီးစုံလုံးများရှက်ရှင်းပြောက်ွယ်သွားလေသည်။တွားပြီ၊သိပြီ။ဟုဂျီဟန်ကကျုံဝါအော်ဟစ်လိုက်စဉ်မြားရွှေရက်လိုက်သောမီးလုံးမှာမြားရွှေ၏ဝလုံးပေါ်ကပ်ပါလာပြီးအပေါ်မှအောက်သို့လျှောဆင်းလာသည်။ ထိုအခါအများရွှေမှလက်ထဲကဝလုံးကိုချက်ချင်းဖောင်ချန်းခင်းပြင်ပေါ်ပြစ်ချလိုက်ပြီးမိမိတဲပြီဗျာဟုကြောက်လန့်တကြားနဲ့ထာအောင်ပြန်သည်ညရွှေပြစ်ချလိုက်သောဝလုံးမှာမိဆွဲပြီးစိမ့်ပြပြနဲ့မိချောင်းတစ်ချောင်းလိုဖြစ်သွားသည်တို့တော့တခုထူးခြားသည်မှာထုံမိချောင်းလိုဖြစ်သွားသောဝလုံးမှာတခြားဘာကိုမှမီးမဆွဲမကူပဲစိမ့်စိမ့်ပြပြအယောင်တွေသာ အလျံလျံထွက်နေသည်မိအောင်တွင်မှာပိုးဆုံးကျူးကောင်း၏အယောင်လိုချက်ချင်းစိမ့်ပြလာ၏ ခွေးမသာဘလို့လုံးလိုက်တာလဲဟုဆဲဆိုအော်ပြေးလာတော့ဦးကျော်ဝင်းကမြရွှေပြစ်ချထားခဲ့သောဝလုံးကိုသူ့လက်ထက်ပါလာသောဝလုံးနှင့်ရေထဲကလုံးရှာလိုက်သည်ထိုအချိန်မှာပင်မီလုံးကြီးတလုံးဆွဲကပ်လာသောအိတ်ဆင်နားကဝလုံးတလုံးကိုဂျီဟန်ကပြေးခုတ်ပိုင်းရှာလိုက်သည်မြရွှေမှလည်းတရိပ်ပြန်ရကဝလုံးတလုံးကိုပြေးဆွဲ၍မီးစုံတလုံးကိုလှမ်းရိုက်နေပြန်၏မြရွှေရိုက်ချလိုက်သောမီလုံးမှာဦးကျော်ဆန်အနားရှိဝလုံးတလုံး၏ထိပ်ပေါ် ပြေးပြန်ရောက်သွားသည်သူအနာရှိဝလုံးပေါ်ခုံပြန်ပြေးနာသောမိစုံတလုံးကိုဦးကျော်ဆန်းကလည်းလက်ထဲရှိဝလုံးနှင့်ဝီးခနဲဆွဲရန်ရိုက်ပစ်လိုက်သည်ဦးကျော်ဆန်းရိုက်ချလိုက်သောမိလုံးမှာအလုံးတရံပြောက်ပြီးဆော့ဆော့ကမြှွှေဝါလုံးလိုမိချောင်းဖြစ်သွားသည်ထိုဝါလုံးကိုဦးကျော်ဆန်းကခြောက်နှင့်လှမ်းကလော်ကပင်လယ်ထဲပစ်ချလိုက်သည်ထိုအခါမှာအတန်နှကြီးတစ်ခုမိဟီကပျောက်ကွယ်သွားပြန်၏ဦးဦးလေးလောင်လားဗျပူသလား မပူဘူးကွာလောင်လဲမလောင်ဘူးတမျိုးတော့တမျိုးပဲမြရွှေဤအမေကိုဦးကျော်စံကမောတန်ကြီးနဲ့အလင်းစလိုပြောပြီးဖောင်ပေါ်တွင်နောက်ထပ်ပင်လယ်မီးစုံတွေများကြံသေးသလားဟုအကြီးကန်းတောက်မောက်ရှာကြည့်နေသည်ကြားဖောင်ပေါ်တွင် မီးလုံးများကတလုံးမျှမရှိတော့ပေထို့အခါမှာဖောင်ပေါ်တွင်ထီထီမဲမဲရက်နေကြတော့လူများကိုဦးကျော်စံကကျော်ဝင်းကြည်ဟန်းမြရွှေဟုတယောက်စီကို ခေါ်ကြည့်သည်ရှိပါရဲ့ကိုကြီးရှိပါရဲ့ဦးလေး ခုထိုးလိုက်ကြမှာဦးကျော်စံကရှေလျားသောတပ်မကို ပေမန်းကြီးစွာရှာလိုက်သည်လူလေးယောက်မှထိတ်ထိတ်လန့်လန့်နှင့်15မိနစ်မိနစ်20ခန့်တိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်နေကြသည်နောက်ထပ်ပင်လယ်မီးစုံများတလုံးများပေါ်မလာတော့သဖြင့်ဦးကျော်စံကကဲလာကြလာကြဟုပြောကအလင်းအောင်ဆိုသောပြောင်းကျိုးဖန်မြင့်တလုံးသာရှိသောအိတ်ဆက်နား၌ဆူထိုင်လိုက်ကြသည်ကိုလူတွေတို့လူတွေဘယ်သူမှအထီးအရှာမရှိကြပါဘူးနော်မရှိပါဘူးဟုတယောက်ကိုတယောက်စိစိကြည့်ပြီးဖြေကြ၏ မှောင်လိုက်တာကွာပင်လယ်ပြင်မှာဒီလောက်မှောင်တာငါတော့တစ်ခါမှမကြုံဘူးပင်လယ်မီးဆုံးကြာပြီးခါစားမို့လားမသိဘူးဦးကျော်စံကရေတစ်ခွက်မော့ပေါက်ချလိုက်ရင်ပြော၏ခမရကခုမှမှောင်နေလို့မနေစမ်းပါနဲ့မှောင်မှန်းသိရတဲ့အတိုင်းမီးကျောင်းဝလုံးတွေကိုဘာဖြစ်လို့ခမရတို့ပင်လယ်ထဲဆော့ဆော့ကတစ်ချလိုက်တာလဲဒီအတိုင်းထားလိုက်ရင်ခုလောက်ဆိုတဖောင်လုံးထိထိန်လင်းနေပြီထုံးမရတဲ့ဘက်ထရီမီးကျောင်းတွေထက်အများကြီးတန်မှုရှိမှာကျွန်တော်ဖြစ်ရေထဲကျသွားတဲ့မီးကျောင်းတွေနှက်မျောလို့ခွေးတာငါကအကောင်းပြောတယ်မှတ်လို့နားထောင်နေတာ ဂျီဟန်ကိုဦးကျော်ဆန်းကဆေးဤဦးလေးကျော်ဆန်းအရင်အရင်ကဦးလေးတို့ဒီလိုပင်လဲပြင်းမှာမီးဆုံးတွေကြတာကြုံမှုတွေ့ဘူးကြလားဟင်ဘယ်ကလာကြုံမှုတွေ့ဘူးပါမလဲငါတို့ရဦးလေးတသက်ဒီတစ်ခါပထမဆုံးပဲတခုတော့ရှိတာပေါ့ကွာရှေးရှေးကလူကြီးသူမတန်ငါသေးကြီးတွေလှေသမားကြီးတွေပြောပြတာတော့ကြားဖူးတာပေါ့ညရွှေအမေကိုဦးကျော်ဆန်းကလေးရှည်ဆွဲ၍ပြောပြ၏ဒါဆိုကျွန်တော်တို့တိတ်ကံကောင်းလို့တွေးကြုံရတာလို့ခမရပြောခြင်းလား ဟေ့ကောင်မင်းပါဇက်ဒီနေ့ပိတ်ထားရင်ကောင်းမယ်ကွာဂျီဟန်ဤစကားကိုဥကျော်ဆန်ကသဘောမတွေ့သဖြင့်អော်ပြစ်လိုက်၏သို့တော့ဂျီဟန်ဤစကားကမရက်သေးဥကျော်ဆန်ကိုပြောမရတော့ဥကျော်ဝင်းပတ်လှဲ့လာပြန်၏အကိုကြီးဒီပင်လယ်မီးဆုံးတွေဟာဘာကြောင့်ဖြစ်တယ်လို့ထင်လဲငါပဲသိမလဲဂျီဟန်ယာဥကျော်ဝင်းကအယုခံအတိုင်းပင်ပြန်ပြောသည်ကျွန်တော်အထင်ပြောရရင်တော့ပင်လယ်မီးဆုံးတွေဟာလျှက်စစ်မိုးကြိုးကြောင့်ဖြစ်တာလို့ထင်တယ်။ဘလုံးလျှက်စစ်မိုးကြိုးလဲကွာ ဒီလိုလေအကိုကြီးကျွန်တော်တို့ဂုံးပေါ်မှာမိုးချိုးပစ်တာအကိုကြီးမြင်မှုမှာပေါ့တစ်ပင်တွေလောင်ပြီးကြသွားတာမိုးချိုးပစ်ခိုင်ရလို့တချို့တစ်ပင်တွေဆိုရင်ပင်စီကိုရှက်ပြီးမိုးချိုးသွားလက်ပတ်မှန်သွားတာတစ်ခေါက်ခုံတွေတောင်ကွာကြပြီးမြေကြီးထဲမိုးချိုးသွားဝင်သွားတာလေအေးမြင်မှုတာပေါ့ကွာတို့ရွာထိတ်မှာတော့ထိမင်းကြီးတစ်ပင်ရှိတာပဲဟတ်တက်ကွဲပြီးသိနေတာမိုးချိုးသွားစားတာများရဲတဲ့နဲ့ပောက်ခွဲထားသလားထင်ရတယ် ဂျီဟန်နဲ့ဦးကျော်ဝင်းတို့ဤစကားကိုဤတခါတော့ဦးကျော်ဆန်နဲ့မြရွှေတို့ကပါစိတ်ဝင်စားလာကြသဖြင့်နားထောင်နေကြသည်မိုးကြိုးဖြစ်တယ်ဆိုတာသိပ္ပံဤအရာတော့ဒီလိုတည်းဗျအကိုကြီးဦးကျော်ဆန်ကရိုးရိုးတသားလားဂျီဟန်ကိုနောက်ရှည်၍လာတော့မသိရှောင်းထဟန်လိုက်သည်ဂျီဟန်ကဦးကျော်ဆန်ကိုမျက်စောင်းထိုး၏ဦးကျော်ဝင်းကမူပြုံးပြီးဟဲဟဲအိမ်ပြောပါဦးကွာမင်းကသိပ္ပံတွေဘာတွေတင်မှုတော့ဘလို့တဲ့တော့ အဓိကကတော့အပူနဲ့အေးပြိပခဖြစ်တာပဲကိုကြီးတနည်းပြောရရင် အဖိုတက်နဲ့အမတက်ပေါင်းဆက်ပြီးညားကြရောလားဦးကျော်ဆန်ကဝန်းနှောင်းပြည်ကြီးဟုတ်တယ်ဟုတ်တယ်ညားကြတာမီးပွင့်ကုန်တာဒါအဲ့ဒါကြောင့်လျက်စီးဖြစ်လာတာအရေကနေအေးခဲပြီးအဆိုင်ခဲဖြစ်လာတာဦးလေးမှတ်ထားကျွန်တော်တို့ကုန်းမြေပေါ်မှာဆိုရင်အမြင့်ဆုံးနေရာတွေကိုမိုးကျပစ်တတ်တယ်တဲ့အဲ့ဒါကြောင့်လျက်စီးလက်နေချိန်မှာမြရွှေမင်းစကားနဲ့ဆိုတိန်ခွန့်နေချိန်မှာပေါ့ကွာနော် သူနဲ့ဗရာဒလန်တန်တလန်လိုဖြစ်နေသောဦးကျော်ဆန်ကပါသူစကားစိတ်ဝင်စားလာမှန်းသည့်သဖြင့်ဂျီဟန်ကမြရွှေကိုပါသူစကားအဝွန်အဝိုင်းနဲ့ဆွဲသွင်းပြန်၏ခမရပြောတာတိတ်မှန်နေဗျာဆက်ပြောပါဦးနောက်တာလားဟေးအောင်အကောင်းပြောတာပါဗျာဟုတ်ပါရဲ့ကွာပြောစမ်းပါဦးကျော်ဝင်းကပါပြောလာတော့အခါဂျီဟန်ကသူစကားပြန်ဆက်သည်လျှက်စစ်လက်နေချိန်မိုးလီတစ်ဖြောက်ဖြောက်ကျနေချိန်မှာလွင်ဒီခေါင်းတို့ကိုကွင်းပြင်းတို့မှာထီးဆောင်ပြီးမသွားရဘူးတဲ့ ဘာဖြစ်လို့လဲအဲ့ဒါပြောပြမလို့ဟူဆိုကဂျီဟန်ကစလိတ်လေးကိုမင်းကြီးသည်တဖွာနှစ်ဖွာဖွာလိုက်ပြီနိုင်ငံเจ้าမှာ Empire State ဆိုတဲ့အရာမှအမြင့်ကြီး အထက်တရာလောက်ရှိတဲ့အဆောက်အအုံကြီးတစ်ခုရှိတယ်တဲ့အဲ့ဒီအဆောက်အအုံကိုတနေ့တနေ့မိုးချိုးပစ်တာအချိန်မှန်360ကျော်တဲ့အဲ့ဒါကြီးအဲ့ဒီလောက်မိုးချိုးပစ်ခင်ရရင် ပြာကျမသွားဘူးလားကွာဦးကျော်ဇန်ကဝင်မေးသည်မိုးချိုးလွှဲတက်ထားတော့အဲ့ဒီအဆောက်အအုံကြီးဟာဘာမှမဖြစ်ဘူးတဲ့ သဘောကတော့မြင့်တဲ့နေရာကိုမိုးချိုးပိုပြစ်တဲ့သဘောပဲခုကျွန်တော်တို့ဖောင်ဟာပင်လယ်ထဲမှာရေပြင်းမှာဆို အမြင့်ဆုံးအရာဖြစ်နေတယ်အဲ့ဒါကြောင့်စောစောကပင်လယ်မီးဆုံးကြတယ်လို့ဦးလေးတို့အကိုကြီးတို့ကပြောတာမိုးချိုးပြစ်တာပဲပင်လယ်မီးဆုံးကြတာမဟုတ်ဘူးမင်းဟာကမိုးချိုးပြစ်တာနဲ့ပင်လယ်မီးဆုံးတွေဖောင်လာကတ်တာနဲ့ပါဆိုင်လဲကွာ။ဟာတိတ်ဆိုင်နာဖို့ဦးလေးရာဒီမှာကျွန်တော်ပြောမယ် ကျွန်တော်တို့ကုန်းပေါ်မှာဆိုရင်တစ်ပေရင်းတွေမှာမြေဓာတ်ပထဝီကျောဆွဲအားရှိရလေအဲ့ဒီတော့အကြီးကနေဖိုတဲ့မတဲ့ပေါင်းစည်းပြီးပြောင်းလဲဖြစ်ပေါ်လာတဲ့အဆိုင်အခဲမိုးကျသွားဆိုတာပထဝီဆွဲအားနဲ့အေးခဲပြီးမြေထဲဝင်သွားတယ်ခုပင်လယ်ပြင်မှာတော့မြေဓာတ်ကရေအောင်မှာပဲရှိတယ်ရေရဲ့ပမာဏဒုထေကလည်းကြီးမားစွာခံထားတယ်အေးဒါကြောင့်ပစ်ချလိုက်တဲ့မိုးကျသွားဟာအဆိုင်အခဲမဖြစ်ဘဲမီးစုံတွေဖြစ်ပြီးအမြင့်ဆုံးနေရာဖြစ်တဲ့ငါးလှမ်းနဲ့တိုင်ထိပ်ပေါ်လာကပ်နေတာ ဒါပေမဲ့ပထဝီဓာတ်မရတော့ကုန်းပေါ်ကမိုးကျိုးသွားလို့အမားကြီးမဖြစ်ပဲအဆိုင်ခဲပေမဲ့အပျော်စားပဲဖြစ်သွားတာအဲ့ဒါကြောင့်ခြေထဲချလိုက်တော့ပေါက်ကွဲတဲ့မြည်ဟီးပြီးရေတူတွေကနေမြည်တဲ့ငုတ်ဝင်သွားတာအဲ့ဒါပဲကျွန်တော်ပြောတာဟုတ်တယ်နော်ဦးလေးမင်းပြောတာကြတော့လည်းဟုတ်တော့ဟုတ်သားပဲကွာဒါပေမဲ့ငါတော့တိတ်နာမရှင်းဘူးမိုးကျိုးသွားကိုမြင်ဘူးတဲ့လူတွေက ပစိန်သွားနဲ့တူတယ်လို့ပြောကြတယ် တောင်ငယ်ပေါ်မှာပေါက်တဲ့တက်တက်ဓာန်းတွေကိုတော့မိုးချိုးသွားတဲ့မြေပေါ်ကလှမ်းခုတ်ရွယ်လိုက်ရင်အပိုင်းပိုင်းပြတ်ထွက်သွားတယ်လို့ပြောကြတယ်။ဖြစ်နိုင်တော့ဗောဦးလေးရတက်တက်ဆိုရလေရေနဲ့အလင်းတန်းကြောင့်ဖြစ်တာဆိုတော့ကောင်းငင်ပေါ်ကကြလာတဲ့တည့်စစ်မိုးချိုးသွားဟာကောင်းငင်ပေါ်မှာပေါက်တဲ့တက်တက်ကိုဓာတ်သဘောချင်းဆက်နွယ်မှုရှိပြီးနိုင်မှာပေါ့။ငါပြောတာမိုးချိုးသွားဆိုရင်မာရမယ်ပြီးတော့အလုံးခဲမဖြစ်ရဘူး။စောစောကတို့ဖောင်ပေါ်လာကတ်တာနဲတဲ့အလုံးကြီးလားกว่าမင်းမျက်မြင်ပဲလေး ုတ်တယ်လေဦးလီကျွန်တော်ပြောပြီးပါပကောလားမြေကြီးအားဆွဲတဲ့မရတော့အမကြီးမဖြစ်သေးဘူးလေဗျာတိတ်သေးမှုမရှိသေးလို့ကြီးထွားနေတာကြံတဝက်စင်တဝက်ဖြစ်ပြီးအတန်လိုင်းဟာလည်းမကုန်သေးဘူးအဲ့ဒါကြောင့်ရေထဲရှာလိုက်တဲ့အခါထပ်ပြီးပောက်ကွဲတဲ့သဘောပဲဗျမြေတန်ကြီးကိုဦးလီကြားလိုက်တာပဲအေး မင်းကအခုမှကြီးကြီးကျယ်ကျယ်ပြောနေတာကိုမိဆုံးကြတော့ကတော့ဓားဆွဲတုပ်ဆွဲနဲ့နာနာဘာဝလေးဝိနာဘာဝအကောင်လေးထင်ခဲ့သေးတယ်မဟုတ်လားဒါကတော့ချက်ရှင်းပဲစဉ်းစားမိမလဲဦးလေးရာရုတ်တရက်ဆိုတော့ကျွန်တော်လည်းလန့်သွားတာပေါ့လူကြီးသူမတွေပြောတန်ကြားပူးတဲ့စကားအဟုတ်ထင်တာကိုမင်းကလူကြီးတွေကိုစော်ကားပြန်ပြီဦးကျော်ဆန်ကမကြေမနက်နဲ့ဆိုသည်ဦးကျော်ဝင်းကတော့အေးကွာမင်းပြောတာလဲဟုတ်တော့တော့ပဲ ဒါပေမဲ့တို့ကမင်းလိုလောကရဲ့အကြောင်းရင်းဘာတွေလဲမနေဘူးတော့နားထွေးနေတယ်ကွာသိပ္ပံပညာဆိုတာလဲတို့မှမသိဘူးတာဟုပြော၏ဟုတ်တယ်လေအကိုကြီးသိပ္ပံပညာဆိုတာအရှိခံမရှိရင်နားမလည်ဘူးဘလို့ပြောပြောသဘောမပေါက်နိုင်ဘူးဥလေးဥကျော်ဆံမဲကြီးတော့ပါမင်းကငါ့ကိုခလုတ်လာတိုက်ပြန်ရတာလေခလုတ်တိုက်တာမဟုတ်ပါဘူးဥလေးကကဘာလုံးနဲ့ကဘာလဲတဲ့လကဘာပေါ်လူရောက်တဲ့ဒီအတက်ကြဟာလဲနေနဲ့လတို့ရဲ့ဆွဲအားကြောင့်ဖြစ်တယ်ဆိုတာမယုံလို့ပြောတာပါ မပြောနဲ့ကွာတော်တော့ပြီးရောမဟုတ်လားဖယ်ရှင်ရှိသွားပလဲငါအပြင်ထွက်ပြီးရှင်းနောက်တောင်မြောင်နှက်ခတ်သွားကြည့်အောင်မယ်ဦးပြောကဥကျော်စင်အိတ်စင်တွေကထွက်သွားသည်ဂျီဟန်ဤသိပ္ပံဟောပြောချက်ကမပြီးသေးမြရွှေနဲ့အဖောင်ဦးစီးဥကျော်ဝင်းတို့အားသူထင်ရမြင်ရတွေကိုအပေါင်းအရင်တန်တန်နဲ့ဆက်ပြောနေတော့တော်တော်မိုက်တဲ့သူတွေပဲဟုပြောသွားကြတော့ငကွန်းချက်လေးမှရေလုတ်သားကြီးများဤစကားကိုယခုအခါအလုံးသတိရနေကြသည် အေးဆက်နေတော့တယောက်မျက်နှာတယောက်ကြီးကလူကြီးနှစ်ယောက်မှလည်းမိတို့လောက်ကြရမှန်းမသိတော့လင်းငါရဲ့အကြတွေမိုးလီတို့လုံးဝခင်းစင်သွားပြီဖြစ်တော့လေကန်းကိုလုံးဝမမြင်ရတော့ဦးစိန်အမကြီးဆွဲမော်တော်ဆိုဒီမှလည်းလုံးဝမျောလင်းချက်မရှိတော့အရက်ရှိမျက်နှာတွင်ရေပြင်ကျဲကြီးကသာမင်းမူပြီးမိုးကောင်းကင်မှလည်းဒေအိုးကြီးတလုံးမှောက်ထားသလိုဖုံးအုပ်နေသည် ူတို့ငကုန်းချက်လေးနဲ့လိုက်သွားပြရစီပြောသည်ကိုဝိုင်းဖြတ်ကြတော့ဥကျော်ဆန်းနဲ့ဥကျော်ဝင်းတို့အားမြရွှေနဲ့ជីဟန်တို့ကအာဃာတစကားဆိုလာကြ၏မင်းတို့တေတော့ငါတို့ကောရှင်မလားကွာမင်းတို့ကိုအဲ့ဒီတုန်းကငါတို့တားထားလိုက်လို့မင်းတို့အခုထိအသက်ရှင်နေကြသေးတာငကုန်းချက်လေးကလျုံးမာရီပြောတဲ့စကားကိုသာယုံပြီးမင်းတို့လိုက်သွားကြည့်ရင်ခုလောက်ဆိုပင်လေပြင်းမှငမန်းစာဖြစ်သွားကြပြီမှတ်မင်းတို့ကဘာမှအရေးရှိကိုနားမလဲဘူးအဲ့ဒီကောင်တွေပိုက်လူခြင်းလို့တမင်တို့ကိုသူတို့လှေပေါ်တင်ကြတာ လီပေါ်ရောက်ရင်အလုံးခေါင်းဖြတ်ပြီးပင်လယ်ထဲပစ်ချခတ်ရမှာပင်လယ်ပြင်နဲ့မုန်တိုင်းကြပြီဆိုရင်ဒီလူရုံမာတွေကဥပယ်တံမြင်တစ်ခုခုနဲ့လိုက်လူနေကြလူရုပ်တွေကိုမင်းတို့ကြည့်ပါလားလူမိုက်ရုပ်တွေကြီးပဲပြီးတော့လေထဲမှာဓာလန်တွေအသင့်ကင်ပြီးစောင့်နေကြတဲ့လူပနယောက်ရှိသေးတယ်ဆိုတော့ကောမင်းတို့တွေးမိလားလောလောဆယ်လေပေါ်ရောက်ရှင်လာပဲတည်တော့ကိုတည်ဖို့တော့မစင်စားဘူးမထူးပါဘူးပိုက်တကြီးစီမှာမျက်နှာလှုပ်ရှင်ကြတဲ့လူတွေကြောင့်အခုလဲပင်လယ်ထဲတည်ကြရတော့မှာပဲ ဦးကျော်ဆန်ကြီးအကျိုးသိအကြောင်းသိပြောစကားကိုဂျီဟန်နဲ့မြရွှေတို့ကကောင်းကောင်းနားမဝင် ကြတော့သူတို့နှစ်ယောက်မှာတစ်နေ့တစ်နေ့အားငယ်စကားကြီးပြောလာကြ යි သူတို့နှစ်ယောက်စိတ်သက်ကြမီဆိုကလည်းကြစရာပဲကမ်းမမြင်လမ်းမမြင်တော့ပင်လေတဲ့မျောပါနေခဲ့ကြသည်မှာခုနှစ်ရက်ရှိပြီးဖြစ်သဖြင့်အစာရေစာကလည်းပြက်လက်လာသည်စံပြုတ်ကိုပင်ခွက်ချိန်နဲ့မတောက်ကြရတော့တောက်ရည်ကလည်းလုံးဝကုန်သွားသည် ထိုနေ့တွင်ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းလှမ်းမြင်ရသဖြင့်အလံထောင်ပြပြီးအော်ဟစ်အကူအညီတောင်းကြသည်သင်္ဘောပေါ်ကလူတွေကိုပင်တဲတဲကွဲကွဲမြင်လိုက်ကြရသည်ထို့သောသင်္ဘောကြီးကသူတို့ကိုမကယ်ခဲ့သူ့လမ်းသူသာဖြန်းဖြန်းတန်းတန်းမောင်းသွားလိမ့်၏လူတွေအားလုံး၏မျက်နာမှာဖြူဖက်ဖြူရော်ဖြစ်ကဆဲဆိုကြံ့ရိတ်ခဲ့ကြသည်ရေအသက်ဇမနက်ထမင်းအသက်9ရက်ဟူသောဆိုယိုစကားအရာတောက်ရည်အတွက်ပထမဦးဆုံးဆွေးနွေးတိုင်ပင်ကြသည် ရေငန်ကိုပေါင်းတင်တောက်ကြရန်ဦးကျော်ဆန်းကတာဝန်ယူစီမံသည်ဒံအိုးကြီးတစ်လုံးကိုရေငန်တဝက်ထဲကမိဖို့ပေါ်တင်ဤဒံအိုးရဲတွင်ရေလွတ်တနည်းအားဖြင့်ငါးလန်းစင်မှမုန်တိုင်းအတွင်းအကြံဝက်ရှမ်းပြားနှစ်ပြားကိုကန့်လန့်ခိုင်ထိုကန့်လန့်ပေါ်တွင်တံပကံကြီးတစ်လုံးကိုတင်ထားရသည် နောက်ထပ်ဒံအိုးတစ်လုံးကိုဖင်ရှုံးသွားအောင်ထုကြရ၏ထိုဖင်ထိုဒံအိုးဖင်ချွန်းနှင့်တံပကံဝါကိုတတဲမမတ်ရှင်ကပေါင်းအိုးအဖြစ်အပေါ်ကခြင်းဤ ဓာဝန်နှလုံးကြားကိုအဝိဇ္ဇုတ်ပေါင်းချောင်ပတ်ပတ်ထားကြသည်အပေါ်ကဓာဝန်ရဲ၌လည်းရေငန်ထဲ့ကရေပေါင်းတင်ကြ၏တနေ့လုံးတညာလုံးဤသို့အမြဲရေပေါင်းတင်ထားကအပေါ်ဓာဝန်ဖင်ချောမှစီးကြပြီးတံမကန်လုံးထဲတွင်တင်နေသောပေါင်းတင်ရေကိုဝေမျှ၍တောက်ကြရသည်အစာအတွက်မူဖောင်နာကတ်လာသောကနန်ပလီပဇွန်လုံးတသိမ်းများပဇွန်များငားများကိုဖမ်းပြီးမိခင်ဖုတ်စားကြရသည်သို့တော့ဘလို့မဝဝလင်းလင်းမစားကြရ လူတွေအားလုံးမှာစိတ်တက်ကြပြီးအားနှင်းလာကြသည်။ယခုနေအခါတွင်သူတို့အတွက်ကန်းကိုရောက်ရန်မိမြအရေးကြီးနေပြီဆိုသည်ကိုထုတ်ဖော်မပြောဘဲနှင့်သိနေကြသည်။သို့သောတောင်ကန်းဆို၍ကဘယ်ဘက်မှမမြင်ကြရ။သူတို့အားကဲမလာမိလူတွေကလည်းဝေလာဝေးပင်အပြောကျေလှသောပင်လယ်ပြင်ထဲတွင်ပင်လယ်ကူးသင်္ဘောကြီးတွေကိုတော့နေ့စဉ်လိုလိုလှမ်းမြင်ကြရသည်။ ပထမတရက်နှစ်ရက်ကမူတင်မောဒဇင်းစင်းကိုလှမ်းမြင်ရပြီဆိုလေမိသူမြင်းမြင်းဝမ်းသာအာရနဲ့အော်ဟစ်အော်ပြောကလုံကြီးရေးဆောင်တွေကိုအလံထူ၍ကဲကြပါရန်ဝိတ်ရန်အော်ဟစ်ခေါ်ကြသည်သို့တော့ဒုက္ခတဲ့သူတို့အားမမြင်၍လားတကယ်ပဲမကယ်ကျင်ကြ၍လားမသိမိသည့်ပင်လေကိုတင်မောကမြသူတို့အနာကမ္မလာကြဝေဝေနီးနီးကသာခုံမောင်းသွားကြ၏သို့တော့အားရောမလျှော့ကြသည် သင်မောမြင်နိုင်အလံပြရီအော်ဟစ်အကူညီတောင်းကြစေပင်သင်မောရီမှာလဲတနေ့တစ်စင်းနှစ်စင်းနေတိုင်းမြင်နေရ၏ရာသီဥရုမှာလဲပိုပြီးตายရလာသည်နှင်းခွေးချိန်ဆိုလင်းမိုးကုတ်ဆဝိုင်းနားမှာခုံမောင်းသွားလာသောပင်လေကုသင်မောကြီးများ၏မိကိုခေါင်းနိုင်ဝင်းရှိကရင်တိုင်ကြီးများကိုပင်သူတို့ကမြင်နေကြရသည်ညဆိုလင်းလဲလျှက်စစ်မိထိန်ထိန်နှင့်ခုံမောင်းသွားနေကြသောသင်မောကြီးများကိုမိတစ်ပြောက်မျက်စိတစ်ပြောက်ကြည့်ကြသည် တခါတခါအမြင်လိုမြင်냐မိဖို့တွေကထင်းစားနဲ့ဝလုံးမီးတောင်များကိုပင်ထောင်ပြကြသည်သို့တော့သူတို့အင်္ဂလန်ကြားဖောင်နာကိုကမိသည့်တင်မောကားမြရောက်မလာကြသူတို့မှာတင်မောကြီးတွေကလာမခဲ့ကြတော့လဲတင်မောကြီးတွေကိုမြင်နေတွေ့နေလင်းတော့တနေ့နေ့တစ်ချိန်ချိန်မှာတင်မောကြီးတစည်းစီးတော့လာကဲမှာပဲဘူတော်မျောလင်းချက်နဲ့ကမ်းမမြင်လမ်းမမြင်တော့ပင်လေပြင်ကြီးတွေတွင်အတက်သေးရောအသက်ရှင်နေကြသည် ခုမိတ်ဆွေတို့နားဆင်ခဲ့ကြရတာကတော့ဆရာဖိုးကျော်ရေးသားထားသောတေဝဗျံတို့၏အနောခရီးဇောထဲကအပိုင်း၅ပဲဖြစ်ပါတယ်။ဥကျော်ဆန်ဥကျော်ဝင်းជីဟန်နဲ့မြွှေတို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ထဲမှာရှိနေတဲ့အရှင်ကြီးကနေမြင်နေရတဲ့မနီမဝဲမှာမြင်နေရတဲ့ပင်လယ်ကူတင်မောကြီးတွေကပဲသူတို့ကိုခေါ်ထုတ်သွားမလားသူတို့ရဲ့ပိုက်ကြီးဥစိန်များကပဲလာပြီးခေါ်သွားမလား တို့ရဲ့ဆွဲမော်တော်နဲ့ပဲတို့ရဲ့နေအိမ်ကြီးပြန်ရောက်မလားပင်လယ်ကူးသင်းမောကြီးတွေကပဲဆွဲခေါ်သွားမလားဆိုတော့နောက်ထပ်အပိုင်းမှာဆက်လက်ဆောင်မျိုးနှาศင်ပေးကြပါဦး